နေတိုင်းကျင့်တ်ဆရာတစ်ခုရှိပါစေဆိုတဲ့ခေါင်းစဉ်လေးပါကုသကောင်းမှုတွေလုပ်တဲ့သူတို့အတွက်ကတော့ကျင့်တ်ဆရာတွေအမြဲရှိနေပါရှိနေမှာပဲလို့အရင်ပြောပြရစေကိုမဟုတ်တာလုံးမထားဘူးဆိုရင် ကိုကိုကိုကျင့်တ်နေလိမ့်မယ်အနမိုးလင်းမိုးလင်းလာပြီဘယ်စိတ်နဲ့မိုးလင်းလာတာလဲလူတွေကိုအပြစ်မြင်ပြီးတော့နိုးလာတာလားလူတွေကိုမြည်တွန်တောက်တီးပြီးတော့နိုးလာတာလား မနာလိုစိတ်တွေနဲ့နိုးလာတာလားယံလိုစိတ်တွေနဲ့နိုးလာတာလားကိုဘာသာပဲသိလိမ့်မယ်အဲ့တော့နေ့လယ်ပိုင်းမှာလည်းကိုဘလိုစိတ်တွေနဲ့နေလဲအဲ့ဒီလိုပဲအပြစ်တွေလိုက်မြင်သူများအကြောင်းတွေပဲပြောစိတ်ထဲမှာအိဒါမစ္စရိယာတွေပဲပွားအဲ့ဒီလိုနဲ့ပဲနေ့လယ်ပိုင်းကုန်သွားတယ်ဒါလည်းကိုဘာသာကိုပဲသိလိမ့်မယ်ညရောက်ပြန်တော့လေအာ မကောင်းကြောင်းတွေတွေးရှေ့မှာတွေးတဲ့သူတွေကိုရန်လိုအင်းရှိဖြတ်သွားတဲ့သူကိုတော့ရန်လိုအခုစကားပြောတဲ့သူကိုအကောင်းမမြင်ပြုံးပြတဲ့သူကိုတော့အကောင်းမမြင်ပြီးတော့အိတ်ခံဒီအထိလူတွေအကြောင်းမကောင်းတွေပဲတွေးအဲ့ဒါနဲ့ပဲအိတ်သွားသလားကိုကိုတိုင်းသိလိမ့်မယ်အဲ့တော့ဂျင်းနဲ့သလားအဲ့လိုမျိုးနေတဲ့အခါကိုဘာသာကိုဂျင်းနဲ့သလားဟာငါဒီနေ့အဘုဒ္ဓတွေအများကြီးမိုးလင်းကနေ့ မိုးချုပ်လုံးလိုက်ရပြီဟာကျင်းတ်သွားသလားအဲကျင်းတ်သွားတဲ့သူကလည်းကျင်းတ်ကောင်းကျင်းတ်မှာပေါ့ကျင်းတ်လည်းဒါသူ့အပိုင်းအဲ့တော့ဘုန်းကြီးကတော့ဘုန်းကြီးပြိသက်တွေကိုတနေ့တနေ့ကိုအာဟုတုမလုံမိဘူးလို့ကျင်းတ်ဆရာတကုသူမဟုတ်ကောင်းတာလေးတကုကိုလုံးလိုက်နိုင်တယ်လို့ကိုကိုကိုပြန်ပြီးတော့ကျင်းတ်စိတ်တဲ့အလုပ်တစ်ခုပြီးပါစေလို့ဘုန်းကြီးကမှာကျင်တယ် ။ဘာကြောင့်လဲဆိုတော့ကုသိုလ်ရဖို့ဆိုတာဒီစိတ်ကလေးပဲလေ။ဒီစိတ်ကိုပြောင်းလိုက်နိုင်တာ ਨੇ ကုသိုလ်စိတ်ဖြစ်တာဟုတ်။လူတယောက်ကိုရန်လို့နေမဲ့အစားမေတ္တာပွားလိုက်ပြီးတော့တော့လကောင်းတော့မဟုတ်ဥပိ္ပခပြုထားလိုက်ရင်တော့လကောင်းအနေသာကြီးပဲကိုယ်ကတည်တံ့ကိုယ့်ရဲ့တည်တံ့စိတ်ကလေး ਨੇ တည်တံ့ကုသိုလ်စိတ်ကလေးယူလို့ရတာပဲ။ကိုမြတ်တာလေးပဲပွားနေတာကိုကိုကရံပြူတယ်ရံပြူတာကိုကခွလွတ်လိုက်နိုင်တယ်ခွလွတ်နိုင်အောင်ကြိုးစားလိုက်တယ်အောင်မြင်သွားတယ် ဟာငါခွန့်လွတ်လိုက်နိုင်တယ်ဟာအဲ့တော့ကျင့်တော့ခွန့်လွတ်ခြင်းဆိုတဲ့တရားကိုဒီခံခြင်းဆိုတဲ့တရားကိုငါလုံလိုက်နိုင်တယ်အာဒီနေ့ဒါကျင့်တော့နောက်ကိုကတော့တာကြီးမချမ်းသာဘူးလူတွေလူတိုင်းကိုမကယ်နိုင်ဘူးဒါပေမဲ့ဒီနေ့မှာဥမာအပြန်လမ်းဖြတ်ကူးတဲ့အသက်ကြီးသမားတယောက်တော်လည်းကောင်းကလေးတငယ်တော်လည်းကောင်းအဲ့လိုအရာမျိုး စေရနာနဲ့ကိုညီပေးလိုက်အဲကိုညီပေးလိုက်တဲ့ခါမှာအော်ငါဒီနေ့အကူညီတစ်ခုလူတယောက်ကိုအကူညီတစ်ခုပေးလည်နိုင်ပါလားဆိုကျင်းနေစိတ်အဲကျင်းနေစိတ်ကလေးဖြစ်အောင်ဒီနေ့တစ်ခုဖြစ်အောင် လုပ်မယ်တစ်ခုဆိုတာအ ਨੇ ဆုံးပြောတာမိုးလင်းရတယ်မိုးချုပ်ကျင်းနေစရာပြီးကြီးပဲလုပ်နိုင်အကောင်းဆုံးပဲပေါ့သူကတစ်စက္ကန့်ကုသိုလ်စိတ်ရှိရင်ဒါတစ်စက္ကန့်စာကုသိုလ်နေရပါဘော တမိနစ်ကအာကုတုစိတ်ဆိုလို့ရှင်တမိနစ်စာနေရအကျယ်ကြီးရအာကုတုနေရပေါ့အကုတုနေရနဲ့အာကုတုနေရနဲ့လှုပ်ပြီးတော့ကြိုးစားသွားမှာပေါ့ကြိုးစားသွားတဲ့အခါကျတော့အဲ့လိုမျိုးမကောင်းတဲ့အရာတွေကိုမတွေးမလုပ်ဘဲမပြောဘဲနဲ့နေလိုက်နိုင်တယ်ဆိုတာကျင့်နေစရာပဲဘယ်သူ့ဘိုးမှလည်းအပြစ်မမြင်လိုက်ဘဲနဲ့နေနိုင်တယ်ဆိုအာကျင့်နေစရာဟောအဲ့လောက်ကျင့်နေစရာကောင်းတာတော့မရှိဘူးမြတ်စွာဘုရား ဟောတဲ့အတိုင်းပဲကိုယ်ရန်လုံနေတဲ့သူကိုဩသူစိတ်ထဲမှာရှိနေတဲ့ငါအပေါ်မှာမနာလိုဖြစ်နေရတဲ့စိတ်ရန်လုံနေတဲ့စိတ်တွေနေရာမှာတရားလေးအစာထိုးသွားပါစေကိုကိုကသူ့အလိုပဲမေတ္တာထားပေးလိုက်တော့ကိုကသူ့ရန်ပြန်မလိုတော့ဘူးအောင်မြင်သွားပြီနေနိုင်သွားပြီဩလူတယောက်ကကိုရစရာမရှိအောင်ပြောတယ်ကို့မှာလည်းအပြစ်မရှိဘဲနဲ့ တော့ရစရာမရှိအောင်အပြစ်တွေလိုက်ရှာပြီးတော့သူပြောတယ်တိုက်ခိုက်တယ်ပေါ့တိုက်ခိုက်တဲ့အခါမှာမသိတယ်လို့လေးပဲနေလိုက်တယ်ကိုဘသာကိုကုသိုလ်လေးပေါ့ဖခင်ကုံတော်လေးပွားအမမောမြစ်တာလေးပွားကိုကုသိုလ်သီးသန့်လေးကိုဘသာကိုယူပြီးနေလိုက်တယ်အာငါဥပ္ပခါပြုတ်လိုက်နိုင်လာပဲရံပြံမတုံပဲနဲ့နေလိုက်နိုင်လာပဲဆိုအကျဉ်းနဲ့သွားဒါကုသိုလ်စိတ်ပဲအဲ့လိုကျဉ်းနဲ့စေတဲ့အလုံးအများရန်ကြံပါစေ လူတယောက်ကကိုယ့်ကိုအဲ့လိုမျိုးရန်လိုတဲ့အတွက်ကြောင့်ကိုယ်ကလည်းစိတ်မထိန်နိုင်လို့ရန်ပြန်တုံ့ပြန်တယ်ဆိုတာဒါတာမန်လူတွေလုပ်နေကြအလုပ်တွေအဲ့တော့ခုနဘုန်းကြီးပြောသလိုပဲတစ်စက္ကန့်ကကုသိုလ်တစ်မိနစ်ကအကုသိုလ်ဆိုတာအာမဟုတ်တော့ဘူးပေါ့အဲ့တော့ပြီးတော့ကုသိုလ်ကကုသိုလ်ကတည်တာအချိန်တိုးတယ်အကုသိုလ်တည်တာအချိန်တအားကြာတယ် မကောင်းတဲ့စိတ်ဓာတ်မကောင်းတဲ့ဓာတ်ခံတစ်ခုခုစိတ်ဓာတ်ရောက်သွားပြီဆိုတော့အာထာကြီးကိုပွားတော့တာပွားတဲ့အတွက်ကြောင့်မလို့မအေးချမ်းပူလောင်နေပူလောင်ချိန်များသွားတတ်တယ်ကောင်းကောင်းအိတ်လိုများကောင်းကောင်းစားလိုများဘာအကျိုးရှိလို့လဲအဲ့တော့ကိုကကောင်းတာလေးပဲသူဘလုံးလုံနေလုံနေသူ့ကိုဥပ္ပခါပြုပြုထားပြီးတော့ကိုကောင်းတာလေးပဲအာရုံစိုက်ဆက်လုပ်သွားသူကသူပဲလေကိုကကိုပဲလေသူကရုံမှာတော့လမ်းကိုသွားနေတာကိုက ကောင်းသောလမ်းကိုသွားနေတာတူမမတူတာတခြားစီပဲနေ့စဉ်လှုပ်တဲ့အလုပ်တွေလည်းမတူနေ့စဉ်ထားတဲ့စိတ်ထားလည်းမတူဟောကိုကစက္ကန့်တိုင်းမှာကုသိုလ်စက္ကန့်တွေဖြစ်အောင်နေနေတာသူကစက္ကန့်တွေကိုအကုသိုလ်ဖြစ်အောင်နေနေတာဘာမတူနဲ့အဲ့ကိုကအဲ့လိုနေလိုက်နိုင်တယ်ဆိုတော့ဒါကျင့်တတ်စရာနေပဲဒီနေ့ကျင့်တတ်စရာရှိတယ်နောက်နေ့လည်းအဲ့လိုမျိုးပဲငါအကုသိုလ်မဖြစ်ဘဲနဲ့တနေ့တာကုန်နိုင်ပြီဆိုကျင့်တတ်သွား နောက်နေ့လည်းဒီတိုင်းပဲဒီနေ့လည်းငါအကုသို့မဖြစ်ပဲဘယ်သူမှလည်းမထိခိုက်ပဲနဲ့အကုသို့စိတ်နဲ့နေလိုက်နိုင်ပြီဆိုအကျဉ်းတဲ့စိတ်တွေများလာလို့ရှိရင်ပီတိဆိုတာကိုရတယ်တဲ့ကုသို့ပီတိအဲကုသို့ပီတိကြောင့်မလို့နောက်ထပ်ပတ္တတိဆိုတဲ့အေးချမ်းမှုတွေကိုရတယ်အဲ့လိုရတဲ့အတွက်ကြောင့်မလို့မြတ်စွာဘုရားရဲ့တပည့်ဆိုတာဒီအတိုင်းပဲနေရနေစဉ်ကျဉ်းတဲ့ဆရာတခုအမြဲလုံနိုင်ပါစေလို့ဆုတောင်းပေးတယ်ကဘာသူကဘာသားအပေါင်းကောင်းသောစိတ်တွေမွေးကြ၍ကောင်းမွန်သောဘဝတွေမှာ အေးချမ်းစွာနေနိုင်ကြပါစေ